စီမရေဒီယိုအစီအစဉ်ကနေကြိုဆိုပါရစေ။မြစီမရေဒီယိုကမြန်မာပြည်သူတွေအတွက်ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိပါတယ်။မြစီမရေဒီယို မနက်ပိုင်းအစီအစဉ်ကိုနေ့စဉ်မြန်မာစံတော်ချိန်မနက်9:00နာရီကနေ9:00နာရီခွဲအထိ92.3 MHz ကိုတက်သမ၄မှတ်ကဟက်စကနေဖန်ယူနာဆင်နိုင်ပါတယ်။မြစီမာရေဒီယိုညနေပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်ည9နာရီကနေ9နာရီခွဲအထိ5မီတာ16မီတာစက်ကွန်တက်သမ၅မှတ်ကဟက်စကနေထုတ်လွှင့်သွားမှာဖြစ်ပါတယ်ရှင်။ မင်္ဂလာပါရှင်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးကင်းလုံခြုံပြီးစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေလို့မြစမရေဒီယိုအဖွဲ့သူအဖွဲ့သားတွေကဆုတောင်းမြတ်တာပို့သလိုက်ပါတယ်မေလာ22ရက်ကြာသပတေးနေ့ညပိုင်းမြစမရေဒီယိုအစီအစဉ်ကိုမြန်မာစံတော်ချိန်ည9နာရီကနေ9နာရီခွဲအထိစတင်ထုတ်လွှင့်နေပါပြီကျမကတော့ကျူချမ်းပါ ဒီကနေ့ညနာဆင်ရမယ့်စီစဉ်လေးကတော့စစ်တပ်ကတော်မှစတင်ပေးနေသူဝနာကျော်တင်ပွဲရအငိမ့်စားပုံမှုချုပ်ကိုမျိုးပြပြောက်ကြားအဖွဲ့ပြစ်ခတ်ရှင်းလင်းခဲ့တဲ့တဲ့နဲ့အတူချမ်းမှတ်54လေလံဈေးကိုတောင်ဆန်းစုကြည်ဘက်ကတတ်မှတ်ပေးဖို့တင်ပြချက်တရားရုံးပယ်ချတဲ့အကြောင်းတွေအပါအဝင်နောက်ဆုံးရပြည်တွင်းသတင်းတွေကိုနားဆင်ရမှာပါ နိုင်ငံတကာဘက်မှာတော့ဘင်္ဂလားဒေ့ရှ်အဓိကပါတီကအစိုးရကိုကန့်ကွက်တဲ့အကြောင်းတွေကိုကြားကြားမှာပါ။အဲဒီနောက်မှာတော့ Leary FM ကပေးပို့ထားတဲ့အပတ်စဉ်ရခိုင်သတင်းအစီအစဉ်ကိုနားဆင်ရဖို့ရှိပါတယ်။အခုပထမဆုံးအနေနဲ့ပြည်တွင်သတင်းတွေကိုကိုစိုင်းခန့်နဲ့အတူတင်ဆက်ပေးပါရမရှင်။မင်္ဂလာပါ။ပြည်တွင်သတင်းတွေကိုတင်ဆက်ပေးပါရမယ်။ကျွန်တော်စိုင်းခန့်ပါ။ စစ်ကောင်စီတပ်ရဲ့နိုင်ငံတော်ကာကွယ်ရေးတပ်ကတော်မှလုံခြုံရေးဆိုင်ရာဘာသာရပ်တင် जा ပေးနေတဲ့ဝနာကျော်ထင်ဘွဲရအငိမ့်စားပုံမှုချုပ်ချိုထွန်းအောင်ကိုသူ့ရဲ့နေမှာပဲဒီကနေ့မေလ22ရက်မနက်ပိုင်းမှာတနက်နဲ့ပြစ်ခတ်ခဲ့တယ်လို့မြို့ပြပျောက်ကြားအဖွဲ့တစ်ခုကထုတ်ပြန်လာပါတယ်။ ကာကွယ်တက္ကသိုလ် NDC မှာနိုင်ငံတော်လုံခြုံရေးနဲ့ချမ်းဖတ်မှုတိုက်ဖြတ်ရေးဘာသာရပ်နဲ့နိုင်ငံတကာဆက်ဆံရေးဘာသာရပ်တွေကိုတင် जा ပေးနေတဲ့ဗိုလ်မှူးချုပ်ချိုထွန်းအောင်ကိုရန်ကုန်မြို့မယန်းကုန်းမြို့နယ် A1 လမ်းပေါ်မှာရှိတဲ့သူ့ရဲ့နေအိမ်မှာ ပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Golden Valley Warrior အဖွဲ့ရဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။လေးချက်ပြစ်ခတ်ခဲ့တဲ့ရင်ဘတ်ကိုပဲထိလာလို့အဖွဲ့ဝင်တူကမျက်စိမှောက်ပြောပါတယ်။ သူကမင်းအောင်လှိုင်ရဲ့ဂုံလူဆောင်တစ်စိတ်ရထားတာကိုမိတ်ဆုံစားပွဲတွေနဲ့အပတ်စဉ်ခေါက်ရိုက်ကွင်းစကားဝိုင်းတွေမှာအမြဲဂုံယူကြွားဝါပြောဆိုလေးရှိတယ်။ပြည်သူစစ်မှုထမ်းစင်ခေါ်တဲ့ကိစ္စတွေမှာတိုက်ရိုက်ကင်တွေပါဝင်တာမျိုးမတွေ့ရပေမဲ့စစ်မှုထမ်းအောင်အဖွဲ့အနေနဲ့သူ့အပါဝင်အငိမ့်စားစစ်တမ်းမှုတွေစုပြီးအကြံပေးနေတာရှိတယ်။တချို့သတင်းချက်လက်တွေကသတင်းပေးရဲ့လုံခြုံရေးအရကျွန်တော်တို့မထုတ်ပြန်နိုင်တာလည်းရှိပါတယ်လို့သူကဆက်ပြောပါတယ်။ ဘုံကျုပ်ချိုထုံးအောင်ဟာအခင်းဖြစ်ပွားရာနေရာမှာပဲတည်ဆုံးတာဒါမှမဟုတ်ဒဏ်ရာရတာလားဆိုတာကိုတော့မျက်စိမှအနေနဲ့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။သူဟာ2023ခုနှစ်ကစစ်ကောင်းဆောင်ဘူဂျုံမူကြီးမင်းအောင်လိုင်ကိုတိုင်းဝနကျော်ထင်ပွဲနယ်အတူရွှေငါးချက်သားပါပေးရခံရသူဖြစ်ပါတယ်။ စစ်မှုထမ်းအောင်အဖွဲ့ရဲ့တိုင်းစင်ခေါင်းဆောင်တူဦးလည်းဖြစ်တဲ့အငိမ့်စားပုံမှုချုပ်ချိုထွန်းအောင်ဟာကမ္ဘောဒီးယားနိုင်ငံတန်မှတ်ဖြစ်ပါဆောင်ရွက်ခဲ့ပြီးမြန်မာပြည်ပြည်ရောက်ချင်းကစတင်လို့နေပြည်တော်မှာရှိတဲ့ NDC မှာစတင်ကြနေတာဖြစ်ပါတယ်အခုနှစ်နေပြည်တော်မှာပြုလုပ်ခဲ့တဲ့တက်မတော်နေ့စီးပြအခမ်းအနားတက်ရောက်သူတွေထဲမှာဘုံမှုချုပ်ချိုထုံးအောင်လဲပါဝင်ခဲ့တာပါ အဲ့ဒီအခမ်းအနားအတွက်မင်္ဂလာတောင်လေတက်စခန်းကစစ်တပ်တည်ယူပို့ဆောင်ရေးလေရင် MAF 003အထူးလေရင်နဲ့အသွားပြန်စီစဉ်ပေးခဲ့ပါတယ်ခင်ဗျာရန်ကုန်မြို့တက္ကသိုလ်ရှိတာလမ်းမှာရှိတဲ့ချမ်းမှတ်54ရဲ့လေလံချမ်းကင်းစီကိုနိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်ဘက်ကသတ်မှတ်ဖို့ဥအောင်ဆန်းဦးဘက်ကတင်ပြချက်ကိုကမာရွတ်ခရိုင်တရားရုံးကဒီကနေ့မေလ22ရက်နေ့မှာပယ်ချလိုက်ကြောင်းတရားရုံးနဲ့နှိစက်တဲ့အတိုင်းဝန်းစီကနေသိရပါဗျာ လေးကြိမ်တိုင်းလေးလံတင်ရောင်းချခဲ့ပေမဲ့ဝယ်ယူသူမရှိတဲ့အချမ်းမှတ်54ကိုထပ်မံလေးလံတင်တာမှာဖန်စီထိမ့်သိမ်းခံထားရတဲ့ဒေါံဆန်းစုကြည်ဘက်ကဈေးသတ်မှတ်ဖို့တရားနိုင်ဦးအောင်ဆန်းဦးဘက်ကတရားရုံးမှာတင်ပြထားတဲ့အပေါ်ဒီကနေ့အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့နောက်ယုံချင်းကိုလာမယ့်မေလ29ရက်နေ့မှာပြန်လည်ချိန်းဆထားပြီးဦးအောင်ဆန်းဦးဘက်ကတင်ပြရမှာဖြစ်ကြောင်းတရားရုံးနဲ့နှိစက်သူတယောက်ကမြစမာကိုပြောပါရယ် နှစ်ရက်ကနေပါကျဲဝန်းတဲ့အချမ်းမှတ်54ရက်လေလံကြံကင်းစည်းကိုအရင်ကဦးအောင်ဆန်းဦးဘက်ကတင်ပြသတ်မှတ်ခဲ့တာဖြစ်ပြီးပြီးခဲ့တဲ့ဧပြီလ29ရက်နေ့လေးချိန်မြောက်လေလံပွဲမှာလဲဦးအောင်ဆန်းဦးရဲ့ရှော့စီအတိုင်းကျက်290ဘီလီယံနဲ့ရောင်းချခဲ့ပြီးမဲ့ဝယ်ယူသူမရှိခဲ့ပါဘူးအဲ့ဒီခြံကိုလေလံကြံကင်းစည်းပထမအကြိမ်ကျက်315ဘီလီယံဒုတိယအကြိမ်ကျက်300ဘီလီယံနဲ့တတိယအကြိမ်ကျက်290ဘီလီယံတို့နဲ့အကြိမ်ကြိမ်ဈေးလျှော့ပြီးလေလံတင်ရောင်းချခဲ့ပြီးဖြစ်ပါတယ် တဖက်မှာလည်းဒေါင်ဆန်းစုကြည်ရဲ့ရှေ့နေအဖွဲ့ကကာယကံရှင်ဖြစ်တဲ့ဒေါင်ဆန်းစုကြည်အနေနဲ့ရှေ့နေအဖွဲ့နဲ့တွဲခွင့်မရတဲ့အခြေအနေမှာစံမှတ်54ကိုလေလံတင်ရောင်းချဖို့ဆောင်ရွက်မှုတွေအပေါ်ရုံးချင်းဒီမှာအစဉ်တစိုက်ကန့်ကွက်ခဲ့ကြပါဗျ။အမျိုးသားညညရေးအစိုးရ NUG ကလည်းစံမှတ်54ကိုဂျာကာလအမျိုးသားအဆင့်ရင်ကျေးမှုအမွေနဲ့အဖြစ်သတ်မှတ်ထားပြီးဘသူမဆိုးပိုင်ဆိုင်တာရောင်းချတာဖြက်စည်းတာအပါအဝင်တာမြင့်ချက်တွေကိုဖောက်ဖျက်ကျူးလွန်မှာကအရေးယူသွားမှာဖြစ်တယ်လို့ကြေညာထားပါတယ်ရှင်။ ဖျားပြင်းကလင်ကြီးကြောင့်ဖျားစီဒီတာသနိကအဆောက်အုံတွေအပါအဝင်ရှေးဟောင်းအဆောက်ဦးစုစုပေါင်း6900ကျော်ထိခိုက်ပျက်စီးသွားတယ်လို့စစ်ကောင်စီရဲ့တာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ပျက်စီးထိခိုက်မှုတွေဟာမန္တလေးတိုင်း၊စကိုင်းတိုင်း၊နေပြည်တော်၊ပဲခူးတိုင်းနဲ့ရှမ်းပြည်နယ်တို့ကဖြစ်တယ်လို့ဆိုပါတယ်။ဖျားစီဒီဖုန်ကြီးကြောင့်တိန်ဇရက်တာသနိကအဆောက်ဦးတွေမြို့ရို့ ပြအိုးပြတ်သက်ရှေးဟောင်းအဆောက်ဦး6989လုံးထိလိုက်ပျက်စီးလာလို့စစ်ကောင်စီရဲ့တာနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနကဖော်ပြပါရယ်။ငလင်ကြောင့်ပျက်စီးသွားတဲ့ရှေးဟောင်းအဆောက်ဦးတွေကိုပြန်လည်ပြုပြင်ဖို့အတွက်စစ်ကောင်စီရဲ့တာနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးကမေလ16ရက်နေ့နေပြည်တော်မှာအင်ဂျင်နီယာအသင်း၊ဘီတူကာအသင်း၊ငလင်အသင်းကသူတွေကို ခေါ်ယူပြီးအစည်းအဝေးလုပ်ခဲ့ပါရယ်။ပြန်လည်ပြုပြင်တိဆောက်ရမှာရှေးဟောင်းအဆောက်ဦးပေါ်မူတည်ပြီး တစ်နှစ်နှစ်နှစ်နဲ့ငါးနှစ်အချိန်ကာလသတ်မှတ်ထားတယ်ဆိုတော့ကိုစစ်ကောင်စီဝန်ကြီးကညွှန်ကြားခဲ့တယ်လို့သိရပါဗျ။ရင်ကျေးမှုအမွေနဲ့တန်ဖိုးမရှိသလောက်နေပါတဲ့အဆောက်အဦတွေထိခိုက်မှုနေပါတဲ့အဆောက်အဦတွေကိုတစ်နှစ်အတွင်းပြင်ဆင်ရမှာဖြစ်ပြီးတပိုင်းတစပြက်စီးတဲ့အဆောက်အဦတွေကိုနှစ်နှစ်အတွင်းပြုပြင်ရမယ်လို့စစ်ကောင်စီဝန်ကြီးကပြောခဲ့ကြောင်းသိရပါဗျ။ ရင်ကျေးမှုအမွေနဲ့တံပိုးကြီးမာတဲ့ရှေးဟောင်းအဆောက်အဦတွေကိုပညာရှင်တွေရဲ့အကြံပြုချက်တွေယူပြီး၅နှစ်အတွင်းပြင်ဆင်ဖို့စစ်ကောင်စီကစီစဉ်ထားတယ်လို့သိရပါတယ်။ငလင်ကြောင့်ထိခိုက်ပျက်စီးမှု ကြီးမာခဲ့တဲ့မန္တလေးစကိုင်းတို့မှာပြန်လည်ထူထောင်ရေးကိုစစ်ကောင်စီကမလုပ်ဆောင်နိုင်သေးဘူးလို့မြို့ကန်တွေကပြောပြပါတယ်။ငလင်အပီးရက်တွေမှာလည်းစစ်ကောင်စီလက်အောက်ခံရဲနဲ့စစ်သားတွေဟာရှာဖွေကယ်ဆယ်ရေးထက်ဖျားစီတီအပျက်စီးရှင်းလင်းတာကိုဦးစားပေးလုပ်ဆောင်ခဲ့တာတွေ့ရပါတယ်ခင်ဗျာ။ ။မြန်မာရေဒီယိုရဲ့ကြာသပတင်းနေ့နောက်ဆုံးရပြည်တွင်သတင်းတွေကိုဆက်လက်ထုတ်လွှင့်နေပါရယ်။အိန္ဒိယနိုင်ငံမှာကျင်းပနေတဲ့ Miss World ပြိုင်ပွဲမှာမြန်မာကိုစားပြုအလှမဲ့ခီစာခင်ကငလျင်နဲ့ပြည်ရင်းစစ်အတွင်မှာစာသင်ကျောင်းတွေမှာကလေးတွေတည်ဆုံနေရကြောင်းထုတ်ပေါ်ပြောကြားခဲ့ပါရယ်။မနေ့ကမေလ22ရက်ကအိန္ဒိယနိုင်ငံဟိုက်ဒရာဘတ်မြို့မှာကျင်းပခဲ့တဲ့ Miss World ရဲ့ Head to Head Challenge တင်ဆက်မှုမှာ မြမအလှမဲ့ခီစာခင်ကဒူချောင်းကပြဖြစ်တဲ့ပန်ကလေးမြောက်ပွင့်တော်မြီဖူးတန်ဝင်းလို့ကြီးနေကြီးမရွှေရီလောင်ငါတို့စာတင်ချောင်းကပြကိုရွတ်ဆိုပြီးတော့ဒီလိုထုတ်ပေါ်ပြောကြခဲ့တာပါဒီကပြကိုကလေးတွေအားလုံးအတွက်ရှင်တွေကနှက်ဆိုင်စွာကျမရွှေလိုက်တာပါငလင်းနဲ့ပြည်ရင်းစမှာတည်ဆုံးခဲ့ရတဲ့ကလေးတွေပါသူတို့အကြောင်းဝတ်စုံလေးတွေသူတို့စာအုပ်လေးတွေလွဲအိတ်ကလေးတွေသွေးလှူပြီးတော့သူတို့တည်ဆုံးရလိမ့်မယ်ဆိုတာကိုသူတို့တည်တောင်တည်သွားကြပါမလား ဒီအတွက်ကျမတကယ်ကိုစိတ်မကောင်းဖြစ်ရပါတယ်သူတို့လေးတွေကောင်းရမွန်ရရောက်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဆိုပြီးခီဇာခင်ကပြောဆိုခဲ့တာပါပြည်ထောင်မေလာ၁၂ရက်နေ့မှာစစ်ကောင်စီရဲ့လေကြောင်းပုံကျဲတိုက်ခိုက်မှုကြောင့်သခိုင်းတိုင်းတေပရင်မြို့နယ်ဦးတိန်တွင်ကြေးရွာမှာစာတင်ကြားနေတဲ့ကလေး၂၂ယောက်နဲ့ဆရာဆရာမ၂ယောက်တေဆုံးပြီးတော့တရာကျော်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အလားတူပဲမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကျောင်းမန္တလေးတိုင်းကျောက်ဆယ်မြို့ကပုဂ္ဂလိကမူကြိုကျောင်းတစ်ခုမှာကလင်းငယ်12ရောင်နဲ့ဆရာမတစ်ယောက်တေဆုံးခဲ့တဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။ဒီပြစ်ဆက်နေဟာကြောင်းတက်နေစေကလေးတွေအစုလိုက်အပြုံလိုက်တိစုံမှုတွေဖြစ်ပြီးအလမဲ့ခိစားခင်ရဲ့ပြောဆိုချက်ကိုထင်ဟပ်စေပါတယ်။ဒါအပြင်မြန်မာလူထုအနေနဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေများစွာလိုအပ်နေစေဖြစ်ကြောင်းလဲခိစားခင်ကပြောဆိုခဲ့ပါတယ်။ အသက်16နှစ်အရွယ်ရှိတဲ့ခီဇာခင်က82ကြိမ်မြောက် Miss World ပြိုင်ပွဲကိုမြန်မာကိုစားပြုအလှမဲ့အဖြစ်ရွေးချယ်ခံထားသူဖြစ်ပါတယ်။82ကြိမ်မြောက် Miss World အလှမဲ့ပြိုင်ပွဲကိုမေလ9ရက်နေ့ကနေ31ရက်နေ့အထိအိန္ဒိယနိုင်ငံ Hyderabad မြို့မှာကျင်းပနေပြီးနိုင်ငံပေါင်း108နိုင်ငံကအလှမဲ့တွေပါဝင်နေကြပါတယ်ရှင်။နောက်ဆုံးရပြည်တွင်သတင်းတွေကိုကိုစိုင်းခန့်နဲ့အတူတင်ဆက်ပေးကြတာပါ ဆက်လက်ပြီးသတင်းလွှာနဲ့အတူအပတ်စဉ်ကဏ္ဍတွေကို နားဆင်ကြားဖို့ရှိပါသေးတယ်။အခုတော့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုပြောပြပေးသွားမှာပါရှင်။ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့အဓိကနိုင်ငံရေးပါတီကဂျားဖြတ်အစိုးရကိုကန့်ကွက်ဆန္ဒပြပွဲတွေဗုဒ္ဓဟူးနေ့ကအကြီးအကျယ်ပြုလုပ်ခဲ့ပါတယ်။ရွေးကောက်ပွဲရဲ့တတ်မှတ်ကြေညာပေးပါရန်တောင်းဆိုချက်တွေအပါအဝင်နိုင်ငံရေးအငြင်းပွားမှုတွေကိုလမ်းမော်ဆန္ဒပြပွဲတွေနဲ့ပြသခဲ့ကြပါတယ်။ င်္ဂလားဒေ့ရှ်နိုင်ငံကအင်အားကြီးမားတဲ့ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီ BNP ကိုထောက်ခံသူထောင်ပေါင်းများစွာကဒါကာမြို့လမ်းတွေပေါ်ကိုထွက်ပြီးဆန္ဒပြခဲ့ကြပါတယ်။မြို့လယ်လမ်းမပေါ်မှာရှိတဲ့ဆိုင်တွေပိတ်ထားရပြီးဆန္ဒပြသူတွေကသူတို့ကိုယ်စားလှယ်လောင်းကိုမြို့တော်ရဲ့မြို့တော်ဝန်အဖြစ်ခန့်အပ်ဖို့လဲတောင်းဆိုခဲ့ကြပါတယ်။ဆန္ဒပြသူတွေဟာ BNP ပါတီကိုထောက်ခံသူတွေဖြစ်ကြတဲ့အတွက်ဆန္ဒပြပွဲဟာလည်းထူကြပါဗျ အိမ်ဆောင်အစိုးရကိုရှင်ပြိုင်မဲ့လာမဲ့ရွေးကောက်ပွဲတွေမှာ BNP ပါတီဟာရှေ့ကပြေးနေတာပါ2024ခုနှစ်ကဖြစ်ပွားခဲ့တဲ့လူမှုအရေးတော်ပုံမှာရှိတ်ဟာစီနာအစိုးရကိုဖြုတ်ချခဲ့ပြီးနိုဘယ်ဆုရှင်မိုဟာမက်ယူနုဦးဆောင်တဲ့ဂျားဖြတ်အစိုးရကတာဝန်ယူခဲ့ပါတယ်။ရွေးကောက်ပွဲကျင်းပမဲ့ရက်ကိုတော့မကြေညာသေးပါဘူး။ဒါပေမဲ့ယူနုကရွေးကောက်ပွဲတွေကိုနောက်ကျဆုံး2026ခုနှစ်ဇွန်လမှာကျင်းပပေးမယ်လို့ပြောထားပါတယ်။ 2020ခုနှစ်ရွေးကောက်ပွဲတွေမှာသူတို့ပါတီကအနိုင်ရရှိတယ်လို့ရွေးကောက်ပွဲကော်မရှင်ရဲ့ဆုံးဖြတ်ချက်အမိန့်ကိုဂျားဖြတ်အစိုးရက ဟန်တာပိတ်ပင်နေတယ်လို့ BNP ပါတီကဂျားဖြတ်အစိုးရကိုဆွဆွဲပြောကြားပါတယ်အဲ့ဒီရွေးကောက်ပွဲဒီမှာအခုခါပိတ်ပင်ခံထားရပြီးဖြစ်တဲ့ဟာစီနာရဲ့အဝါမီလိပါတီကမဲမတမာမှုတွေပြုလုပ်ခဲ့တယ်လို့ရှုမြင်ထားကြပါရယ်။ဒါပေမဲ့ BNP ပါတီရဲ့မြို့တော်ဝင်ဖြစ်လာရမယ့်အီရှရက်ခူစိန်ဟာယာရုရယူနိုင်တာမရှိသေးပါဘူး။ အဲ့ဒီစားအစိုးရခန့်အပ်တဲ့အုပ်ချုပ်ရေးမှူးကသာမြို့တော်အာဏာပိုင်ဖြစ်အုပ်ချုပ်နေပါတယ်။အရင်ဘက်က BNP ပါတီထောက်ခံသူတွေဟာမြို့တော်ဝန်ယုံဂိတ်တကားတွေကိုတော့ခတ်ထားခဲ့တာကြောင့်ပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေရပ်တန့်သွားခဲ့ရပါတယ်။စနပြသူတွေက မြို့တော်ဝန်ယာတူးကိုဟူစိန်ကိုပေးဖို့တောင်းဆိုခဲ့ကြတာပါ။အခုလိုဖြစ်ရမျိုးတိုင်းပြည်ရဲ့ဒုတိယမြို့တော်စစ်တကောင်းမှလည်းဖြစ်ခဲ့ပြီလို့ဆိုပါရယ် အစိုးရကပြည်သူတွေရဲ့ဘာသာစကားကိုနားမလည်ဘူးလို့အသက်43နှစ်အရွယ်ရှိတဲ့ဆန္ဒပြသူရော်ရှန်အာရာကပြောပါရယ်။ဟူစိန်မျိုးတော်ဝန်ဖြစ်မလာရင် သူနဲ့တခြား BNP ပါတီတစ်ဆာကန်တွေကဆန္ဒပြပွဲတွေကိုအရှိန်မြှင့်ပြုလုပ်သွားမယ်လို့ဆိုပါရယ်။ BNP ပါတီအကြီးတန်းခေါင်းဆောင်ဆလာဟူဒင် အာမတ်ကလည်းအခုအချိန်ထိဆန္ဒပြပွဲတွေကိုပါတီအပေါ်တစ်ဆာရှိသူတက်ကြွလှုပ်ရှားသူတွေကသာခေါင်းဆောင်ပြုလုပ်နေကြခြင်းဖြစ်ပြီးအစိုးရကရေးယူဆောင်ရွက်ခြင်းမရှိရင်ဆန္ဒပြပွဲတွေကိုပုံမှုကျေပြန်သောပါတီကထောက်ခံပါဝင်လာမယ်လို့သတိပေးပြောကြားထားပါတယ်။ဒီလှုပ်ရှားမှုကိုကျွန်တော်တို့ထောက်ခံတယ်လို့အာမတ်ကပြောပါတယ်။ အစိုးရကမတုံ့ပြန်မှုဆိုရင်ပါတီအနေနဲ့ကျွန်တော်တို့ကဒီလှုပ်ရှားမှုမှာတက်ကြွစွာပါဝင်လာရလိမ့်မယ်လို့သူကပြောပါတယ်။လူတို့ရေးတော်ပုံကိုဥဆောင်ခဲ့တဲ့ចောင်းသားတွေနဲ့ဖွဲ့စည်းထားတဲ့အမျိုးသားနိုင်ငံသားများပါတီ NCP ကလည်းရွေးကောက်ပွဲ ကော်မရှင်ရုံးရှိမှာဗိုလ်ဒုံးတွေကဆန္ဒပြခဲ့ကြပါတယ်။ကော်မရှင်ကို BNP ပါတီကတင်းယူသွားပြီလို့သူတို့ကဆွဆွဲပြောကြားခဲ့ကြတာပါ။ ရွေးကောက်ပွဲကော်မရှင်ဟာဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေအရတည်ထောင်ထားတဲ့အဖွဲ့အစည်းမဟုတ်တော့ပါဘူးလို့ NCP ပါတီရဲ့အဓိကခေါင်းဆောင်နာစီယာဦးတင်က ပြောပါရယ်ဒီကော်မရှင်က BNP ပါတီရဲ့ယုံဖြစ်နေပါပြီပါတီရဲ့ပြောရေးဆိုခွင့်ရှိသူလို့ပြုမူနေကြတာပါလို့သူကပြောကြားခဲ့ပါရယ် ထိုင်ဝမ်တမရရာဒူးရယူပြီးတနှစ်ပြည့်ချိန်မှာထိုင်ဝမ်ရေပြင်အနီးနေရာတချို့မှာတရုတ်ကကုန်းရီနှစ်ထွေသွားရေရင်နေနဲ့စစ်ရေးလေ့ကျင့်နေကြပုံကိုနိုင်ငံပိုင်ရုပ်သံ CCTV ကပြသခဲ့ပါတယ်။ဘေကျင်းကမုံကြီးမုံနဲ့ထိုင်ဝမ်တမရလိုင်ချင်တဲကစစ်ပွဲကိုရှောင်နိုင်ဖို့စစ်ပွဲအတွက်ပြင်ဆင်သွားမယ်လို့အင်္ဂါနေ့ကကြေပြုပြောကြားလိုက်ပြီးကျွန်းနိုင်ငံရဲ့ကြံ့ကြံ့ခံနိုင်တဲ့စစ်ပွဲရေးကိုလည်းခိုင်မာအောင်လုပ်သွားမယ်လို့ဆိုလိုက်ပါတယ်။ ဒီကနေ့မနက်မှာထိုင်ဝမ်နဲ့အနီးဆုံးဖူးကျင့်ပြည်နယ်ရဲ့တောင်ဘက်ရေပြင်ကိုတန်ချက်ကိုင်းရင်အများပြားတရုတ်နိုင်ငံကဆီလွတ်ခဲ့တယ်လို့ CCTV ကသတင်းထုတ်လွှင့်ခဲ့ပါတယ်။ရုပ်သံကလွင့်ထုတ်တဲ့ဗီဒီယိုဖိုင်မှာပုံဖြတ်ထားတဲ့တင်ကအများပြားတောင်မြင်ကနေပင်လယ်ထဲဆင်းသွားကြပုံကိုပြသထားပါတယ်။လေမွန်ရောင်တက်ကဲအင်ဂျီတွေဝှစ်ဆင်ထားတဲ့စစ်သားတွေကအသားစီးတွေကိုကြော်ဖြတ်ပြီးတင်ကားတွေကိုမောင်းနှင်သွားကြပုံကိုအော်ပရာတီးလုံးတန်နောက်ခံတဲ့တမနစ်ကြာဗီဒီယိုမှာတွေ့မြင်ကြပါတယ်။ စစ်သားဆိုတာကျွန်တော်တို့ရဲ့ကိုယ်ပိုင်အမှတ်သားပဲလေ့ကျင့်တယ်ဆိုတာနေ့စဉ်လုံယူလှုပ်ဆင်မယ်လို့တရုတ်တပ်မဟာအဖွဲ့ဝင်တူကပြောပါတယ်တိုက်ပွဲဝင်ဖို့ကျွန်တော်တို့အသင့်ရှိနေပါတယ်လို့လည်းသူကဆက်လက်ပြောကြားခဲ့ပါတယ်အနည်းဆုံးရုတ်တံပုံနှစ်ခုမှာနောက်ခံမှာထပ်မြင့်တိုက်တွေကိုတွေ့မြင်ရပါတယ် ထိုင်ဝမ်ကိုတရုတ်နိုင်ငံရဲ့နယ်မြေအစိတ်ပိုင်းတစ်ခုဖြစ်ပြီးပြန်လည်သိမ်းယူဖို့အင်အားသုံးမယ်လို့ချိန်ချောက်ထားတဲ့တရုတ်နိုင်ငံကလိုင်းချင်တဲ့ယာဒူယာလာကလေးကကျွန်းအနီးမှာကြီးမားတဲ့စီးရီးလေးကျင်ကန်းတွေကိုမြောက်များစွာပြုလုပ်ခဲ့ပါတယ်။လွန်ခဲ့တဲ့24နှစ်အရွယ်အတွင်းကျွန်းအနီးမှာတရုတ်ပြည်သူလွမြောက်ရေးတပ်မတော်ကရေရင်၈ဆင်းနဲ့လေရင်၁၅ဆင်းကိုတွေ့မြင်ခဲ့ရကြောင်းထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကဗုဒ္ဓဟူးနေ့မှာပြောပါရတယ်။ တရုတ်နိုင်ငံရဲ့စီးရီးလေ့ကျင့်ခန်းတွေဟာလုံယိုးလုံစင်ဖြစ်ပြီးကြိုတင်စီစဉ်ထားတဲ့လေ့ကျင့်ခန်းတွေသာ ဖြစ်ပြီးပင်လယ်ပတ်ဝန်းကျင်နဲ့လေပိုင်နဲ့လုံခြုံရေးအတွက်ဘလို့တက်ရောက်မှုမှမရှိပါဘူးလို့ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။တနည်းပြေအခါတမယမှာဘေကျင်းရဲ့ထိုင်ဝမ်ရေးရာယုံကလန်ချင်တဲရဲ့ခွဲထွက်ရေးရည်တည်ချက်ကိုတိုက်ခိုက်ပြောကြားခဲ့ပြီးထိုင်ဝမ်ရေးလက်ကြားနဲ့စီးပွားရေးအဆက်ဖြတ်ရေးကိုလည်းအပြေပြောကြားခဲ့ပါတယ်။ ပေကျင်းဟာထိုင်ဝမ်နဲ့ဆက်သွယ်ဆွေးနွေးလိုပါတယ်ဒါပေမဲ့တရုတ်တနိုင်ငံနဲ့မူကို လက်ခံမှသာဖြစ်နိုင်မယ်လို့ပြောရေးဆိုခွင့်ရှိသူချင်းပင်းဟွာကထိုင်ဝမ်ဟာတရုတ်နိုင်ငံရဲ့အစိတ်အပိုင်းဖြစ်တယ်ဆိုတဲ့မူဝါဒကိုရည်ညွှန်းပြောကြားသွားခဲ့ပါတယ်ထိုင်ဝမ်သမ္မတလိုင်ကတော့ဒန်းလူရီတူရှင်းမှုနဲ့ဂုံတိတ်ကရှိမှုလို့ရှိရင်ဘေကျင်းနဲ့ဆက်သွယ်လိုပါတယ်လို့အင်္ဂါနေ့မှာပြောကြားထားပါတယ်။ မင်းသမားရေဒီယိုရဲ့ကြာတာရင်းနဲ့ညပိုင်းပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါအခုကတော့ပြည်ရင်းသတင်းလွှာရဲ့အလှည့်ပါပသိမ်မုံရွာလမ်းမကြီးဆလင်းမြို့နယ်အနီးလမ်းပိုင်းမှာတိုက်ပွဲပြင်းထန်နေပြီးစစ်ရေးနယ်မြေနဲ့မသက်ဆိုင်တဲ့ရွာလေးရွာကိုစစ်ကောင်စီကဘုံကျဲကမိရှို့ဖျက်ဆီးနေတယ်လို့ဒေသခံတွေကပြောပါရတယ်။ ပသိမ်မုံရွာလမ်းမကြီးလမ်းပိုင်းမှာမေလ22ရက်မနက်ပိုင်းကစလို့တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီးဆလင်းမြုံနယ်ပိန်းနေပင်ရွာနယ်ငလီမန်းရွာတွေကိုစစ်ကောင်စီတပ်ကမနက်7နာရီခွဲမှာ Jet Fighter နဲ့ပုံကျဲပြီးဂွေးကုန်းနဲ့ငတန်ကောင်းရွာကိုညနေ9နာရီ44မိနစ်ခန့်ကစလို့မိရှို့ခဲ့တာဖြစ်တယ်လို့ဆလင်းမြုံကန်တူကပြောပါရယ်တိုက်ပွဲဖြစ်နေတဲ့နေရာတွေနဲ့အဝေးကြီးကိုပြစ်တာဂွေးကုန်းငတန်ကောင်းကိုစစ်ကြောင်းဝင်ပြီးမိရှို့တယ်လို့လက်နက်ကြီးတွေနဲ့ပြစ်တာ လက်နက်ကြီးတွေကိုဗမာထိုင်ထားတယ်တော့မသိဘူးပြစ်တံမကြားရဘဲကြပြီးပောက်ကွဲတံကိုကြားရတာလို့စလင်းမြုပ်ကန်စီရီတရင်မြစ်ကပြောပါတယ်ရွာလေးရွာကဒေသခံတွေဟာဘေးလွယာကိုထွက်ပြေးတိမ်းရှောင်နေကြရပြီးစစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကြောင့်ထိခိုက်မှုအခြေအနေကိုတော့မသိရသေးပါဘူးပတိမုံရွာလမ်းပိုက်မှာမကွေးတိုင်းဆလင်းမြို့နယ်အပြင်အထက်မင်းလာမြို့နယ်အေရီတိုင်းလေးမျက်နှာမြို့နယ်တွေမှာလည်းစစ်ရေးတင်းမာနေတာပါ လမ်းပိုင်းတစ်လျှောက်ခီးသွားတဲ့သတိပြုသွားလာကြဖို့ကာကွယ်တပ်တွေကသတိပေးထားကြပါတယ်။ပြီးခဲ့တဲ့မေလ14ရက်နေ့ကလည်းအထက်မင်းလာမြို့နယ်အတွင်းပသိမ်မုံရွာလမ်းပိုင်းမှာအင်အားတရာခန့်ရှိတဲ့စစ်ကောင်စီစစ်ကြောင်းကိုမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်ဖွဲ့ဝင်10ဦးသေဆုံးခဲ့တယ်လို့အထက်မင်းလာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတင်ထုတ်ပြန်ထားပါတယ်ခင်ဗျာ။ ခုဆက်လက်ပြီးတော့ Liberty FM ရဲ့အပတ်စဉ်ရခိုင်သတင်းအစီအစဉ်ကိုနားဆင်ရမှာပါဒီတစ်ပတ်မှာတော့စစ်တွေကမွတ်စလင်တွေကိုနိုင်ငံခြားပို့မယ်ဆိုပြီးတယောက်ကို340တောင်းကပြည်သူစစ်တရင်နေစီကိုပို့ဆောင်နေတဲ့သတင်းအာရခတက်တော်ဖမ်းဆီးထားတဲ့စစ်တုပ်ပန်း1000ကျော်ကိုပြန်လွှတ်ပေးလိုက်ပြီဆိုတဲ့သတင်းရခိုင်ကမ်းရိုးတန်းဟာဆူနာမီဖြစ်နိုင်တဲ့ငလျင်တွေရဲ့အနေနဲ့အချိန်မရွေးကြောက်ရောက်နိုင်တဲ့ဆိုတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါ။နားဆင်ကြပါရှင်။ ားလုံးသူကိုတာလီစွာပါ Livery Appan ရဲ့အပတ်စဉ်ရခိုင်သတင်းများအစီအစဉ်ကနေကြိုဆိုပါရစေ။ကျမနေနေပါ။ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့စစ်တွေကမူဆလင်တွေကိုနိုင်ငံခြားပို့ပေးမယ်ဆိုပြီးတော့တဦးကို340နှုံးနဲ့ပြည်သူစစ်တပ်ရင်းတွေစီကိုပို့ဆောင်နေတဲ့သတင်းအရခတတ်တော်ဖန်စီထားတဲ့စစ်တုံးပန်းတစ်ထောင်ကျော်ကိုပြန်လွှတ်ပေးလိုက်ပြီဆိုတဲ့သတင်း ကျောက်ဖြူမင်းတပ်တောင်းနဲ့စက်မှုလက်မှုတင်နန်းကြောင်းကို ULAA ကသိမ်းပိုက်ထားတဲ့သတင်းနဲ့အတူရခိုင်ကမ်းရိုးတန်းဟာဆူနာမီဖြစ်စေနိုင်တဲ့ငလျင်ရဲ့အန္တရာယ်အရှိန်မရွေးကြရောက်နိုင်တဲ့ဆိုတဲ့သတင်းတွေကိုတင်ဆက်ပေးပါပါရခိုင်ပြည်စစ်တွေမြို့နယ်တွေကမူဆလင်တွေကိုနိုင်ငံခြားပို့ပေးမယ်ဆိုပြီးတော့တဦးကို340နှုံးနဲ့ခေါ်ပြီးပြည်သူစစ်တပ်ရင်းတွေကိုထည့်သွင်းနေတယ်လို့သတင်းရရှိပါရတယ်။စစ်ကောင်စီဟာ ဒေသအတွင်းကခရိုနီလုပ်ငန်းရှင်တွေနဲ့ပူးပေါင်းပြီးတော့စစ်တွေမျိုးနယ်တွေကမူဆလင်တွေကိုမလေးရှားကိုပို့ပေးမယ်ဆိုပြီးရန်ကုန်ကိုတတုပ်ပြီးတတုပ်ခေါ်သွားတယ်လို့ဒေသခံသတင်းအရင်းမြစ်တွေစီကသိရပါဗျ။ရန်ကုန်ကနေကုန်ပစ္စည်းလာပို့တဲ့တင်မော်တွေနဲ့တင်သွားတာပါ။မူဆလင်တွေကစစ်ကောင်စီနဲ့ပဏံတင်တဲ့မူဆလင်ခရိုနီတွေကဥဆောင်ပြီးတော့သူတို့အရှင်းရှင်းလူစုပါတယ်။တယောက်ကို30တောင်းနဲ့မလေးရှားကိုခေါ်မယ်ဆိုပြီးအယုံသွင်းပါတယ်လို့သတင်းအရင်းမြစ်ကပြောပါဗျ။ ကုန်တင်သင်းမောတစ်ခေါက်ကို390ကနေ380ကြားခေါ်ယူနေတာဖြစ်ပြီးတော့စစ်တွေမျိုးကယာနဲ့ရှိတဲ့မူစနင်လူငယ်တွေဟာငွေကြေးလက်စုံတဲ့အပြင်စစ်တင်တန်းစီကိုတွားရောက်နေကြရတာဖြစ်ပါတယ်။နိုင်ငံရှားသွားမယ်ဆိုတော့ပတ်စံဘလောက်ပေးရပေးရထွက်တာပါပဲ။ဒါပေမဲ့ရန်ကုန်စိတ်ကန်းကိုရောက်တာနဲ့သူတို့ကားတွေနဲ့အစင်သင့်အဲ့ဒီနားမှာလုံခြုံရေးချထားပြီးတော့စောင့်နေတယ်။ဘယ်ကမှမတွားရဘူး။သူတို့ခေါ်တဲ့နောက်ကိုလိုက်တွားရတယ်။ စက်မှုထမ်းမှုခေါ်ခံရတယ်လို့ပဲသိလိုက်ပြီးတော့အဆက်အသွယ်မရတော့ဘူးလို့စူးစမ်းခံရသူရဲ့မိသားစုဝင်ကပြောပါတယ်။စစ်တွင်မြို့အောင်မင်္ဂလာရက်ကွက်၊မကြီးမြိုင်ရက်ကွက်၊ကတဲ့ရက်ကွက်၊ဘုမေရက်ကွက်နဲ့မြို့အနီးမူဆလင်ကျေးရွာတွေကနိုင်ငံခြားထွက်လို့တဲ့မူဆလင်တွေကိုတိမ့်သွင်းပြီးခေါ်ဆောင်နေတာဖြစ်ပါတယ်။စစ်တွင်မျိုးကကုန်တင်သင်းမောတွေနဲ့တင်ဆောင်သွားခံရတဲ့မူဆလင်တွေဟာ ရန်ကုန်မြို့ဒလစိတ်ကန်းကနေမင်္ဂလာတုံတက်ရင်နေစီကိုခေါ်ဆောင်ခံရပြီးတော့ပြည်သူစစ်တင်နန်းပေးခံရတယ်လို့သိရပါဗျ။စစ်ကောင်စီဟာစစ်တွေမြို့မှာရခိုင်လူမျိုးတွေကိုပြစ်မှတ်ထားစစ်ဆေးနေတာဖြစ်ပြီးမွ슬င်လူမျိုးတွေကိုတော့အယုံသွင်းခိုင်းစေနေတာဖြစ်ပါတယ်။စစ်တွေစိတ်ကန်းကဝင်ရောက်လာတဲ့တင်မောတွေကိုဂုံတင်ဂုံရှာခြင်းအပါအဝင်မွ슬င်လူငယ်တွေစုဝေးလုကန်နေမဲ့အလုပ်ကန်တွေကိုဖန်တီးပေးထားတယ်လို့လည်းဆိုပါတယ် စစ်ကောင်စီဟာပူတီတောင်မောင်တော်ဒေသတွေမှာနေထိုင်တဲ့မွတ်စလင်ဒေသခံတွေကိုလည်းစစ်ရေးမှအုံရှာခဲ့ပါတယ်။ဒါအပြင်2024ခုနှစ်ကစစ်တွေမျိုးကမွတ်စလင်လူငယ်တွေကိုအရခတတော်အလိုမရှိကြောင်းအတင်းအကျပ်ဆန္ဒပြခိုင်းခဲ့ပါသေးတယ်။တိုင်းရင်းမူမိသားစုတွေအပါအဝင်ထောင်ထဲရှိတဲ့စစ်တုံးမန်းမိသားစုဝင်တွေကို ULA ကပြန်လှုပ်ပေးလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါပါ။ မြောက်ဦးမင်းပြပူတီတော်မောင်တော်မြို့သိန်းတိုက်ပွဲတွေကဖမ်းဆီးရမိထားတဲ့စစ်သုံးပန်းမိသားစုဝင် စုစုပေါင်းတထောင်ကျော်ကို ULAA ကလူငင်းချမ်းသာခွင့်နဲ့ပြန်လွှတ်ပေးလိုက်ပြီးဖြစ်ပါတယ်။တစ်ဖက်မှာစကမ်းသိန်းတိုက်ပွဲတွေနေ့စဉ်မပြတ်ဆင်နွှဲနေတဲ့အာရခတပ်တော်ဟာတစ်ဖက်မှာလည်းလူသားချင်းစာနာထောက်ထားမှုအရာစစ်သုံးပန်းမိသားစုဝင်တွေကိုစီစစ်ပြီးပြန်လွှတ်ပေးနေတာဖြစ်ပါတယ်။ ျွန်တော်ဒီမှာပြင်းထန်ထားတဲ့ကာလတစ်လျှောက်လုံးမှာအင်းကြီးတက်တော်ကနေပြီးတော့ကျွန်တော်မိသားစုဝင်တွေအားလုံးကိုလူမှုရေး၊စာဝတ်နေရေး၊နောက်တစ်ခါကျန်းမာရေးအဲ့ဒါတွေကိုလည်းအဆက်ဆက်အရာလူစင်းလူတွေစင်းမရှိအောင်ထောက်ပံ့ပေးခဲ့ပြီးတော့တေချာကနေယူဆိုင်ပေးခဲ့တဲ့အတွက်မိသားစုဝင်တွေကိုစားကျွန်မကအထူးပဲကျေးဇူးတင်တယ်လို့ပြောကြားချင်ပါတယ်။နောက်တစ်ခုကျွန်မတို့တွေကစိတ်သက်တွေအရန်ကြတဲ့ခါမှာကျွန်တော်တို့ရှိတွေကိုလလာပြီးအားပေးတဲ့ဘူကြီးတွေ၊ကြီးကောင်းတို့၊စာကျင်းတို့၊လက်သင်တွေတို့အော် လူတွေရဲ့နောက်တစ်ခါကျမတို့ကိုထိန်းသိမ်းပေးထားတဲ့တီရှူပေးခဲ့တဲ့ဆရာမတွေပေါ့နော်အေးတတော်ရဲ့စစ်မင်းဆရာမတွေကအတော်ကြီးအမလေးလို့ကိုယ့်ရဲ့ညီမအရွယ်လို့ညီမအရွယ်လို့အမေရွယ်လို့အမေရွယ်လို့လည်းကောင်းကောင်းမွန်မွန်ယနေ့အထိစောင့်ရှောက်ပေးခဲ့တဲ့အတွက်အဲ့ဆရာမတွေကိုလည်းကျမဒီနေရာနေကျမရဲ့ မိသားစုဝင်ကိုကိုစားကျေးဇူးအရမ်းတင်ပါတယ်လို့ပြောတတ်တင်ပါတယ်အားလုံးအားလုံးကိုအေးအေးတတော်မှရှိတဲ့ကြီးငယ်တွေရတယ်ကိုကိုအောက်နဲ့ရဲဘော်စစ်မင်းတွေအတိအားလုံးကိုကျေးဇူးတင်ပါတယ်လို့ပြောတတ်တယ်မေလ18 19 20ညတွေမှာတော့မင်းပြပူတီတောင်မောင်တောနဲ့မြောက်ဦးကစစ်တုံးပန်းမိသားစုဝင်တွေကိုလှုပ်ပေးခဲ့တာဖြစ်ပါတယ်။ ရခိုင်ပြည်သိမ်းတိုက်ပွဲဟာတနှစ်ကျော်ကာလကိုရောက်ရှိခဲ့ပြီးဖြစ်ပြီးဖမ်းဆီးထိန်းသိမ်းခံရသူတွေဟာအာရခတတ်တော်ထိန်းသိမ်းမှုအောက်မှာနေထိုင်လာတာဆိုရင်နှစ်ကျော်ကြာမြင့်ခဲ့ပြီးဖြစ်ပါတယ်။လွတ်ပေးခဲ့တဲ့စည်ရင်တွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်ရှင်။မြောက်ဦးမေ16ရက်နေ့မှာတော့184ရောက်၊မြောက်ဦး AB လမှာတော့313ရောက်၊ဘူးတီတော်မေ18မှာတော့314ရောက်၊မင်းပြမေ16မှာတော့225ရောက် မင်းပြ AB လာမှာတော့အယောက်190နဲ့မောင်တော်မေ16မှာတော့32ယောက်တို့ဖြစ်ပါတယ်။ရခိုင်ကမ်းရိုးတန်းဟာဆူနာမီ ဖြစ်စေတဲ့ငလျင်တွေရဲ့အန္တရာယ်အရှိန်မရွေးကြရောက်နိုင်တယ်လို့ငလျင်ပညာရှင်တွေကသတိပေးလိုက်ပါတယ်။ဒီကနေ့မေ16ရက်မနေ့တနာရီကျော်မှာရခိုင်ကမ်းရိုးတန်းရန်ပြေကျွန်းအနီးမှာပြင်းအား၅ဓာတ်သမတက်ရှိတဲ့ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီးတော့ အဲ့ဒီငလင်းကိုပညာရှင်တွေကအခုလိုကောက်ချက်ရှာခဲ့ပါဗျာ။ဆိုတော့ခုငလင်းကတော့သူကဟိုမီအောက်သူအနက်10ကီလိုမီတာနေလှုပ်တယ်ဆိုတာကိုတွေ့ရတယ်။ဆိုတော့အဲ့ဒီနေရာကိုစင်ကာပူကလေကမ္ဘာမြေလေးလာစောင့်ကြည့်ရဲ့အဖွဲ့ဆိုတာရှိတယ်။ Institute တစ်ခုရှိတယ် Art Observatory of Singapore ဆိုတော့ကျွန်တော်တို့ငလင်းကော်မတီတို့ဘာလို့လဲပူးပေါင်းပြီးတော့သူတည်တနာလုပ်ခုတယ်။ဆိုတော့ ဗမာမြေထုချက်ရဲ့အောက်ကိုအိန္ဒိယမြေထုချက်စိုက်ဝင်ရင်းနဲ့ပေါ့လေဗမာမြေထုချက်ရဲ့ကိုထဲမှာအပေါ်မှာသူကနည်းနည်းလေးဆိုတော့အပေါ်ကိုပွားထွက်နေတဲ့ပြည့်ရည်လေးနှစ်ခုရှိတယ်။ဆိုတော့အရိယာတွေညာတုတ်ကျလို့ပြောရမလားပေါ့ယူဆတော့ယူဆရနိုင်တယ်ပေါ့နော်။မြေထုချက်နှစ်ခုတိုက်နေတဲ့နေရာတွေဟာငလင်ကျောတွေရဲ့အဓိကဗိုလ်ချက်နေရာတွေဖြစ်ပြီးတော့နှစ်ကာလကြာလာတဲ့အမျှတွန်းအားတွေစုပုံလာနိုင်တဲ့သဘောလေးဖြစ်တယ်လို့ ပညာရှင်တွေကထောက်ပြကြပါတယ်။ဒီမီထူးချက်နှစ်ခုတိုက်နေတဲ့ plate boundary ပေါ့နော်။အဲထိစပ်နားတစ်လျှောက်ကလည်းပဲဆူနာမီဖြစ်နိုင်တဲ့ငလျင်တွေလွတ်နိုင်တယ်။ဒါကြောင့်မလို့ဒီရခိုင်ကန်ယူတန်းတို့ကျွန်တော်တို့ပင်လယ်ကမ်းစပ်တွေပေါ့လေ။အဲ Aorid Delta တို့တနင်္သာရီတို့စသဖြင့်ဒီနေရာတွေဒီကျွန်တော်တို့ကဆူနာမီနဲ့ပတ်သက်တဲ့ကိုရင်းတွေကတော့ဆူနာမီ NDA ပေါ့လေ။ရောင်းနေရေးဆိုင်ရာကိစ္စတွေကတော့ကျွန်တော်တို့ကပြင်ဆင်ဆောင်ရွက်ရမယ်။ အားလေးတော့ရှိတာပေါ့သတိထားကြမှာပေါ့နော်ကင်မရာဒေတာတစ်ချောင်းပါနေတော့ကနေတဲ့လူတွေက2004လိုပါလေဟိုကျွန်တော်တို့ကဟို effect ဖြစ်ထားမှုတယ်လေအဲဒီနေရာတွေမှာနော်ဆိုတော့ဒါသတိထားကြဟုတ်ကဲ့ဟုတ်ကဲ့မကြသေးခင်ကပဲစကိုင်းမန္တလေးမှာအင်အား9.9ပြင်းအားရှိတဲ့ငလျင်ကြီးလှုပ်ခတ်ပြီးတဲ့နောက်မှာရခိုင်ကယောရန်ကအာရကန်ငလျင်ကျောအပေါ်မှာလဲစိုးရိမ်မှုတွေရှိခဲ့ကြတာပါ ဒီအချိန်မှာပဲအင်အား၅ဓာတ်သမားတက်ရှိတဲ့ငလင်တစ်ခုဟာရံပြေကျွန်းအနီးမှာလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ငလင်ပညာရှင်တွေကတော့ရခိုင်ကမ်းရိုးတန်းဟာဆူနာမီအထူးသတိထားဖို့လိုတဲ့အကြောင်းကိုအခုလိုထပ်မံပြီးတော့သတိပေးထားပါတယ်။ကျွန်တော်တို့မကြာခဏပြောလို့ရှိတယ်အိန္ဒိယမြေထုချက်ကဗမာမြေထုချက်ရဲ့အောက်ကိုသူစိုက်ဝင်နေတဲ့ဒါနော်တက်ကူနစ် 80ပေါ့ဆိုတော့အဲ့ဒီအနာဆုံးမြေထုချက်နှစ်ခုတုံထိုးနေတဲ့ကြီးစက်နေတဲ့အနာဆုံးတစ်ခုရှိတယ်ဆိုတော့အဲ့ဒီဟာဒီမခိုင်ကန်းလုံးပတ်မှာရှိနေတာပေါ့နော်ဆိုတော့တောင်ဘက်ကနေပြီးတော့ကျွန်တော်တို့ပြောမယ်ဆိုရင်အင်ဒိုနီးရှားလေအဲဆူမတရာကျွန်တော်တို့2004ပေါ့နော် Great Sumatra Arcade ဆိုပြီးတော့ကျွန်တော်တို့ကတော့ဆူနာမီဖြစ်ခဲ့တဲ့ ငယ်လျင်လွတ်ခဲ့တယ်ဆိုတော့အဲ့ဒီကနေကျွန်တော်တို့ကမြန်မာနိုင်ငံဘက်ကိုသူဆက်လာတဲ့သဘောပေါ့အဲဒီကကျွန်တော်မှန်တယ်1962 Arakan Earthquake ဒီကျွန်တော်ဆူနာမီ Chenix Earthquake ပေါ့နော်အဲဆူနာမီဖြစ်ခဲ့တဲ့နေရာတို့ပြောရမှာပေါ့နော်ဆိုတော့အဲ့ဒီနေရာကတော့ကျွန်တော်တို့တကယ်ဟိုအရှိတောင်အာရှပေါ့လေဟို Elbite ပါခေါ်မယ် ငလင်ကျော်ရဲ့အလေးပိုင်းတို့တော့ပြောလို့ရမယ်ထင်တယ်နော်လေဝရီ FM ရဲ့နေ့စဉ်ထူးခြားတဲ့ရခိုင်သတင်းတွေကိုအစင်မပြတ်နားဆင်နိုင်မှုအတွက်လေဝရီ FM Facebook, YouTube နဲ့ Website စာမျက်နှာတို့မှာလည်းနေ့စဉ်စောင့်မျှော်ကြည့်ရှုနိုင်ပါပြီရှင်။ ်ရေဒီယိုကထုတ်လွှင့်နေတဲ့သတင်းအစီအစဉ်တွေသတင်းဆောင်မတွေစက်တွယ်မင်းမြန်းချက်တွေနဲ့ပတ်သက်ပြီးသောတာရှင်တို့အနေနဲ့ဝေဖန်ကြံပြုချက်တွေနဲ့ရင်ဖွင့်ပြောပြခြင်းတဲ့အကြောင်းအရာတွေကို108 FM Facebook Page နဲ့ Messenger နဲ့အတူမြစီမာရေဒီယိုဆောင်မရှင်ဆိုတဲ့ Telegram Group ကိုစာရင်းသားပေးပို့နိုင်ကြပါတယ်။သောတာရှင်တို့ရဲ့ဝေဖန်ကြံပြုချက်တွေကိုကြိုဆိုပါရစေရှင်။မြစီမာရေဒီယိုရဲ့ဒီကနေ့ညအတွက်အစီအစဉ်ကတော့ဒီလောက်ပါပဲ။ မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဆရာနာရှင်ဘေးကနေကင်းဝေးပြီးကိုစိတ်နှပါကျမ်းမာချမ်းသာပါစေလို့မြစီမားရေဒီယိုဖွင့်သားတွေကဆုတောင်းမြတ်တာပို့တာလိုက်ပါတယ်။မြန်မာပြည်သူတွေနဲ့တူရက်တည်နေမယ်မြစီမားရေဒီယိုပဲဖြစ်ပါတယ်။နားဆင်ကြတဲ့သူတွေအားလုံးကျမ်းမာကြပါစေရှင်။